စိုးမျက်နှာနာကိုကွာရှင်းမိနောက်ပိုင်းမှာစိန်ဆိုင်တထေးမကြီးနဲ့လက်ထပ်လိုက်တဲ့ဖြူကြီးစိုးမျက်နှာနာကတော့အဖိုးကြီးဖြစ်သူစိုးသူနဲ့လက်ထပ်လိုက်ချိန်မှာစိုးမျက်နှာနာထန်ငယ်ပြီးပို့ချိုးလာပါတယ်အစတရာထက်တာတဲ့ဇနီးကျော်လေးနဲ့မိတ်ဆက်ပေးသူကတော့ဖြူကြီးပဲဖြစ်ပါတယ်အခုဆိုရင်တော့ဆိုတော့ဖြူချီကလက်ထပ်လိုက်တဲ့သူကမြန်မာနိုင်ငံမှာကြီးကြီးတဲချမ်းသာတဲ့စိန်ဆိုင်တထေးမကြီးတဦးဖြစ်တယ်လို့သိရပါဗျ။ဒါကြောင့်လဲပြည်သက်တွေကတော့အဆိုတော်ဖြူချီကိုအံ့အားတင်သွားစေခဲ့ရပါဗျ။ အလုံးလည်းသိကြတဲ့အတိုင်းပါပဲအစိုးရဖြူချီဟာတော့တချိန်ကတရုတ်ဆောင်မင်းသမီးကြီးစိုးမြတ်နန္ဒာနဲ့တရားဝင်လက်ထပ်ထိပြပြီးတော့မင်္ဂလာပွဲကိုခန်းခန်းနာနာကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ဒီလိုနဲ့စိုးမြတ်နန္ဒာနဲ့ဖြူချီတို့ဟာမြတ်တော်မောင်ဆိုတဲ့တားလေးတယောက်ကိုရရှိပြီးတော့စိတ်တဘောထားချင်းမတိုက်ဆိုင်တာကြောင့်လမ်းခွဲခဲ့ကြပါတယ်။ဒီလိုမျိုးလမ်းခွဲခဲ့တဲ့အပြီးမှာတော့အစိုးရဖြူချီကပြိသက်တွေမြင် ပရိသတ်တွေမြင်ကွင်းရှိကနေကွဲပြောက်သွားပြီးတော့ဆွေမျက်နှာနာကိုပဲပရိသတ်တွေကအမြဲတမ်းလိုလိုမြင်တွေ့ခဲ့ရတာပါဒီကမှာတော့ဆိုမြက်နန္ဒာကအမေရိကန်နိုင်ငံမှာနေထိုင်နေမင်းသားဆိုသူမြန်မာပြည်ကိုအလဲလာစေမှာလက်ထပ်ပေါင်းသင်းခဲ့ပြီးတော့အခုချိန်ဆိုရင်တော့မြတ်တော်မောင်နဲ့အတူခင်မွန်းတဲ့ဆိုသူရှိတဲ့အမေရိကန်မှာနေထိုင်အမေရိကန်နိုင်ငံ ဆန်ဖရန်စကိုမြို့မှာလည်းနေထိုင်သူလည်းဖြစ်ပါတယ်။ဇွန်မြင့်နနာကတော့ခင်မွန်းသစ်ဆိုသူနဲ့အတူပြည်သူတွေရှေ့မှာအတူတူတွေ့ပြပြီးအမေရိကန်နဲ့မြန်မာနိုင်ငံကိုသွားလိုက်ပြန်လိုက်လုပ်နေပေမဲ့လေခင်မွန်းဟောင်းဖြိုးကြီးကတော့လူမြင်ကွင်းရောသတင်းစာနာပါပြောက်ကွယ်နေခဲ့ပါတယ်။ဒီလိုမျိုးဖြိုးကြီးရဲ့တဲ့မကြားရတော့တာကြောင့်ပရိသတ်တွေကတော့ဖြူကြီးတယောက်အထီးကျန်ပြီးတော့စင်ငယ်ဘဝကိုပဲဖျက်ဆီးနေလာဆိုတာသိချင်နေကြပါတယ်။အခုတစ်ခါမှတော့ဖြူကြီးကတော့ သူချစ်တဲ့သူလေးနဲ့တူညစာတူတူစားနေတာကိုပရိသတ်တွေသိအောင်ချပြခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီပြီးမှတော့ဖြိုးကြီးရဲ့ချစ်သူအမျိုးသမီးလေးဟာဆုံမျက်နှာနာလိုဝတ်တုပ်ပြဲပြီးတော့ပုံမှန်ပြက်နေတဲ့ဦးကြီးမကြီးမဟုတ်ပဲကိုရီးယားမင်းသမီးလေးနဲ့တူနေတယ်လို့သိရပါတယ်။ဒါကြောင့်မလို့လေပရိသတ်တွေကတော့ဒီလိုမျိုးအလန်းစရာချစ်သူလေးကိုရှာဖွေခဲ့တာကြောင့် အစောရောဖြိုးကြီးကိုချီကျူးနေခဲ့ကြတာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့လေဖြိုးကြီးရဲ့စစ်သူကတော့ဘသူဘဝလဲဆိုတာသိချင်နေကြတာပါ။တချို့သောတရင်တွေကတော့ဖြိုးကြီးရဲ့ဇနီးဖြစ်သူကဖြိုးကြီးတဲ့အသက်ငယ်ပြီးတော့နေရေးစားဦးလည်းရှိကြောင်းကောလာဟာလာတွေထရှိခဲ့ပါတယ်။စိုးမျက်နှာနဲ့မညာခင်လည်းကချစ်ကြိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ အကြောင်းမတိုက်ဆိုင်လမ်းခွဲသွားပြီးမှသာအစိုးရဖြိုးကြီးကဆိုမျက်နန္ဒာနဲ့လက်ထပ်ခဲ့တာပါဆိုမျက်နန္ဒာနဲ့ဖြိုးကြီးတို့နှစ်ဦးသဘောတူလမ်းခွဲပြီးမှတော့အစိုးရဖြိုးကြီးဟာငယ်ချစ်ဦးအမျိုးသမီးနဲ့တွဲခဲ့တယ်လို့သိရပါတယ်အခုဆိုရင်တော့အစိုးရဖြိုးကြီးဟာဖြိုးကြီးနဲ့အစိုးရအမျိုးသမီးဟာဖြိုးကြီးနဲ့တရားဝင်လက်ထံပေါင်းတဲ့နေက12နှစ်ခန့်ရှိနေတာဖြစ်ပြီးကလေးနှစ်ယောက်တောင်ရှိနေပြီဖြစ်ကြောင်းလည်းသိရပါတယ်အခုကကြမှာဖြိုးကြီးကတော့ပြည်သူတွေကိုတရားဝင်ဆက်ပြသွားတာလို့ဆိုပါတယ် ။ဒါပြင်မှာတော့ဖြိုးကြီးရဲ့စနီမမင်းငယ်တွေကရန်ကုန်မြို့နမဲကြီးစိန်ဆိုင်တွေကိုဖွင့်လှစ်ထားကြလဲသိရပါတယ်။ပြည်သူတွေကတော့ဖြိုးကြီးတရားအခုလိုမျိုးအချစ်တဲ့အစဉ်ပြေနေတဲ့အပေါ်မှာဝမ်းသာပေးနေကြတာလည်းဖြစ်ပါတယ်။အစောပိုင်းမှာတော့စိုးသူနင်းစိုးမြနနာတို့ကပျော်မြို့နေချိန်မှာဖြိုးကြီးကလူမြင့်ကွင်းကနေပျောက်ကွယ်နေတာကြောင့်ပြည်သူတွေကတော့စိတ်ပူနေကြတာလည်းဖြစ်ပါတယ်။